ဒီနေ့မှလည်းထားရွှေသေးကအတက်စင်းနဲ့စေးပိတ်သွားပါတယ်။အလုံးမင်းမင်္ဂလာပါစေချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က6ရက်နေ့ဆယ်လပိုင်း2025ခုနှစ်ညလေးပိုင်းထားရွှေသေးကတော့1050တက်ပါတယ်။ 96.5ကင်းလို့ရှိတဲ့ဓာတ်ရွှေခဲစီဆိုင်ကရောင်းနေစီက6350ဓာတ်ရွှေခဲနဘသားကိုပန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကပီစီဓာတ်ရွှေခဲနဘသားကို6300နဲ့ပေါင်စီရှိပါတယ်နေဓာတ်ရွှေခဲနဘသားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာကင်လို့ပြန်မပြတ်ပဲ6400နဲ့ပေါင်စီတိုင်းပဲပြန်ပြီးတော့လက်ခံပါပါ 56.5ကီလုံးရှိတဲ့လက်ဝဲရင်နိုင်ဈေးနှုန်းတွေကတော့ဆိုင်ကားရောင်းတဲ့ဈေးက6,300လက်ဝဲရင်နိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1,000ကနေ1,000ဒီရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထားရွှေလက်ဝဲရင်နာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကီလုံးပြတ်အောင်မှာဖြစ်ပါတယ်900ကီလုံးပြတ်ပြီးတဲ့ပြင်ကိုလက်ဝဲရင်နာတပတ်သားကို9,300ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3,938နဲ့ထားရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်မှတ်ငွေ ေ34.4ခွေနဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်။96.500ခန်းလို့ရှိတဲ့ထိုင်းရွှေခေတ်ဘက်သားကိုမြန်မာကျပ်ငွေ86သိန်း3500ကျော်လောက်ဈေးနှုန်းရှိပါတယ်။96.500ခန်းလို့ရှိတဲ့လက်ဝတ်ရည်နာတစ်ဘက်သားကိုမြန်မာကျပ်ငွေ89သိန်း1000ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝတ်ရည်နာရဲ့ဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူး။ လက်ရှိမှာတော့ထိုင်းရွှေသေးကအတက်ဈေးနဲ့ရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုလို့ရှိရင်တော့လက်ခဈေးသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ105ဘတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်ငွေစည်းတွေကိုမြန်မြန်တင်ပေးပါရစေ။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလိုပေးရှင်းနိုင်ကြပါစေ။